အကြောင်းခဏလောက်နောက်ပို့ထားလို့မရဘူးအဲ့လိုမျိုးကျမပြန်ရောင်းတိတ်ဖို့ရကျမလက်မခံဘူးစိတ်ရိုက်တာဘာဖြစ်လို့ဒီလိုအဆင်အံ့မျိုးမှာဝင်လာရလဲစိတ်ပြန်ပြီ attribution တွေကကျွန်တော်ရိုက်ကူးခြင်းနေတဲ့ရိုက်ကူးခြင်းနေတဲ့ director တွေမှာလည်းတယောက်အပါဝင်ဖြစ်ပါတယ် အဓိကတော့ motivation စီကနေပြီးတော့ကျွန်တော်သဘောကျတဲ့တစ်ချက်ကတော့သူကအကောင့်မြင်ပြီးတက်တာပေါ့နော်ဆိုတော့အရာရာကိုသူကအကောင့်ဘက်ကပဲမြင်ပြီးရမှာမြင်ရ motivation ဆိုတော့အကောင့်မှုဖြစ်လာတာအခုဖြစ်လာရင်လည်းဟိုချမ်းမြေတာအကောင့်မှုဖြစ်လာတာအမြဲတမ်း positive vibe ပဲရနေပါဘောသူနာမနေတော့လူလဲစိတ်ကြည်ရအောင်တေကိုနိုင်အောင်မထိန်းနိုင်ရမလားသူများတကောင်နှုတ်နဲ့လိုက်ထိုးတမီးအမေကလေလူသာစင်းရတာငါတမီးရဲ့ မာနဆိုတာကတော့အမရဲ့ဟိုရိုက်ချက်တွေရိုက်ကူးတွေစိတ်ကူးတွေပေါ့နော်ဆိုတော့အတင်ပြမှုတွေကလည်းအရင်ကောင်းပါတယ် romance ကဟိုပိုင်တဲ့ writer နဲ့ romance ရိုက်ခွင့်ရတာကဒါအကန်ကောင်းတဲ့အဲအခိုက်အတန့်ပေါ့နော်ဆိုတော့ကျွန်တော်လည်းအများကြီးစူးစမ်းထားပါတယ်တကယ်လို့လိုအပ်ချက်လေးရှိခဲ့လို့ရှင်လည်းနားလည်ပြီပါအခုလည်းပို့ပြီးတော့စူးစမ်းနေပါပြီးဦးလိုမျိုးကြီးကို Okay ဒီသုံးသုံးတင်ပြဆိုရဲအဲရုပ်သံ series မှာကျွန်တော် main character ဆိုတဲ့ character အနေပြီးတော့ပါဝင်ပြဆောင်တော့ပါတယ် မင်းခါချန်ရဲ့ character ကတော့သူကချမ်းသာတဲ့မိဘနေပြီးတော့မွေးဖွားလာတဲ့အကောင်လေးတယောက်ပေါ့နော်အဲ character လေးကတော့အရင်ကိုရိုးရှင်းပါတယ်ခင်ဗျအဲသူအချစ်ကိုအဲတွေ့ရှိသွားတဲ့အချိန်မှာအဲ့ကောင်မလေးရဲ့အချစ်ကိုဘယ်လိုလက်ခံရရှိအောင်ကြိုးစားမလဲအဲ့ကောင်မလေးနဲ့ချစ်ပြီးသွားတဲ့အိမ်ထောင်ကျပြီးသွားတဲ့နောက်ပိုင်းမှာလည်းအဲဘယ်လိုလေးဆက်ဖြစ်လာမလဲဆိုတဲ့ဟာကိုပဲပုံဖော်ရိုက်ထားတာပါဟုတ်ကဲ့ဒီဇလန်းတွဲကိုမဟာနေပြီးတော့ကျွန်တော်ဟို ရိုက်ဖို့အတွက်စပြီးကမ်းလှမ်းလာတဲ့အချိန်မှာအဲစကရစ်ပေးတဲ့အချိန်မှာဖတ်ကြည့်လိုက်တော့သူကတာမန်ရိုးရိုးအချစ်ဇာတ်ကားလေးတခုပေါ့နော်ဆိုတော့တာမန်ရိုးအချစ်ဇာတ်ကားလေးဆိုပေမဲ့ဒါကျွန်တော်မလုပ်ဘူးတဲ့ကာရိုက်တာတခုဖြစ်တယ်ပြီးတော့ပြည်သက်တွေကကျွန်တော်အရှိမအိမ်အောင်တွေကားတို့အလောင်ကားတို့ပဲမြင်တဲ့အချိန်မှာအဲကျွန်တော်လည်းကျွန်တော်ဟိုဟိုအပီရဲ့ပြည်သက်တွေလည်းငါဒီလိုဇာတ်ကားလေးရိုက်ချင်တယ်တကယ်ကိုရိုးရတဲ့ romance car line တီးတန့်ပေါ့နော်ဆိုတော့အဲ အဲကြောင့်လက်ခံရိုက်ကူးဖြစ်တယ်အဲမက်ဂျီဗျူရှင်တဲ့ကကျွန်တော်ရိုက်ကူးချင်နေတဲ့ရိုက်ကူးချင်နေတဲ့ဒါရိုက်တာတဲမှာလည်းတယောက်အပါဝင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဟိုအနုပညာစာမလုပ်တဲ့အဲမလုပ်ဖြစ်သေးတဲ့အချိန်ပေါ့နော်နေမှာကလေးကမက်ဂျီဗျူရှင်ရဲ့ကားတွေကိုလည်းကြည့်ဘူးပါရဲ့ဆင်ရအဲမက်ဂျီဗျူရှင်က romance တွေရိုက်တာဟိုပိုင်နိုင်တယ်လို့လည်းသိရတဲ့အခါမှာကျွန်တော်တကယ်တမ်းလက်တွေ့ကြုံပြီးတော့ရိုက်ကူးရတဲ့အချိန်မှာလည်း သဘောကျပါတယ်ခင်ဗျအမရဲ့ဟိုရိုက်ချက်တွေရိုက်ကူးတွေစိတ်ကူးတွေပေါ့နော်ဆိုတော့အတင်ပြမှုတွေကလည်းအရင်ကောင်းပါတယ်အဲကျွန်တော်တို့ကလေဒီ series တဲမှာ romance ဆိုပေမဲ့ပြောရတဲ့စကားလုံးလေးတွေကရိုးရိုးရှင်းရှင်းလေးပဲပေါ့နော်ဆိုတော့အဲ့လိုရိုးရိုးရှင်းရှင်းလေးတွေကိုတရုတ်ဆောင်ရတဲ့အချိန်မှာပို့ပြီးတော့ခက်ခဲပါတယ်အဲဟိုယင်းထဲကနေပြောရလို့ရှိရင်တော့ခုမွင့်လင်းလင်းစကားလေးဆိုပေမဲ့ကျွန်တော်တို့ကအထီးအတွေ့လေးတွေတယောက်နဲ့တယောက်ဟိုအသက်ရှူတန်လေးတွေကအစအသက်နိုင်ဆုံး ဟိုမက်ဂျီဗီရှင်ပြောလို့ပဲပေါ့နော်ဟိုအသက်ရှူတန်းလေးတွေကအစားလုံးဝစိတ်ထဲကနေနှစ်ပြီးတော့ငါသူ့ကိုအရန်ချစ်တယ်တကယ်ချစ်တယ်ဆိုရယ်မှုမျိုးနဲ့အဲတရုတ်ဆောင်ခဲ့ရပါတယ်ကိုကအလုံးလုံးလို့ကောင်းတဲ့အထဲမှာပါတယ်ဟိုအဲပြောရင်နားလည်လွယ်ပေါ့နော်သူနဲ့ကျွန်တော်နဲ့တခါကြလို့ရှိရင်ညှိပြီးလုပ်တဲ့အပိုင်းလေးလည်းရှိတယ်ဒီဇကားရဲ့မှာဆိုလို့ရှိရင်ဟိုပိုးကအကိုပိုးဒီလိုလေးလိုက်မယ်အကိုကလည်းဒီလိုလေးလုပ်လိုက်မလားဆိုလို့ရှိရင်โอเคရရဆိုလို့ရှိရင်နှစ်ယောက်သားရဟာစေလည်းလုပ်ကြည့်ကြတယ်ကျွန်တော်ဒီဇကားမရိုက်ကူးခင်ရတယ်ကျွန်တော် pre production မှာဟို ဟိုလိုအပ်တာတွေအကုန်လုံးပြင်ဆင်နေပေါ့နော်ဟိုနှစ်ယောက်သားကျွန်တော်အိမ်အောင်ကြောက်ဝီဝါတဲ့အချိန်မှာလဲအဲလင်မယားနှစ်ယောက်ရန်ဖြစ်တဲ့အပိုင်းတွေစကားများတဲ့အပိုင်းတွေအဲ့လိုမျိုးတွေပါတဲ့အချိန်မှာအများကြီးအပေးအယူညဖို့အတွက်ဝန်ဆင်းမမအစဉ်ပြေတို့တစ်ခါရဲကြိုပြီးတော့အဲ prepare လုပ်ခဲ့ရအများကြီးရှိပါအဓိကတော့ match distribution စီကနေပြီးတော့ကျွန်တော်သဘောကျတဲ့တစ်ချက်ကတော့သူကအဲအကောင့်မြင်ပြီးတက်တာပေါ့နော်ဆိုတော့ကျွန်တော်ဒီဇလန်းရိုက်တဲ့အချိန်မှာလဲဟို series ရိုက်ကူးတာကတော့2လဝန်းကျင်လောက်ကြာတယ်ခင်ဗျာဒီ series အပိုင်း20ပေါ့နော်2လလောက်ကြာတဲ့အချိန်မှာ2လလုံးကနေ့ရက်တိုင်းကတော့အလုံမှာရောက်တဲ့အချိန်မှာဟိုကိုဝါနာပိုင်းအလုံမို့လို့အမြဲတမ်းပျော်ရွှင်ရဆိုပေမဲ့ပင်မန်းငယ်အပိုင်းတွေလည်းရှိပါတယ်ဆိုတော့အဲ့အချိန်မှာဆိုလို့ရှိရင်အမကလည်းအမြဲတမ်းဟို အရာရာကိုသူကအကောင့်ဘက်ကပဲမြင်ပြရမရဲမတ်ကြည့်ဘူးရှင်အဲဆိုအကောင့်မှုဖြစ်လာတာအခုဖြစ်လာရင်လည်းဟိုချမ်းမင်တာကောင်းမှုဖြစ်လာတာဥပမာကျွန်တော် location တစ်ခုကိုချိန်ထားလို့အဲ့ location ကဥပမာစေးရုံမှာသွားရရမှာမို့လို့အဲ့စေးရုံကမရတော့ဘူးဆိုလို့ရှင်လည်းသူကနောက်တနေ့ကကောင်းမှုဖြစ်လာတယ်ပေါ့ဆိုတော့အဲ့လိုဖြည့်တွေးပေးတတ်တာပေါ့နော်ဆိုတော့အဲ့လိုအကောင့်မြင်တတ်တဲ့စိတ်ကလေးကတော့အဲအမြဲတမ်း positive vibe ပြရနေပါဘောသူနာမနေတော့လူလဲစိတ်ကြည်ရပါအဲအဓိကတော့မတ်ကြည့်ဦးရှင်ဆိုလဲကျွန်တော်ကားများများရိုက်စီခြင်းနဲ့ပေါ့နော် သူဆိုရင်ဒါ series အနေနဲ့ဆိုရင်သူ့ရဲ့ ထမဦးဆုံး series လို့ပြောတယ်ဆိုတော့သူအများကြီးစူးစမ်းအားထုတ်ထားတယ်ခင်ဗျအဲဆိုတော့ပြည်သက်ကြီးလည်းကျွန်တော်ခုဒီ interview လေးဖြေနေတဲ့အချိန်မှာဆိုရင်ဒါသုံးလုံးတင်ပြကနှစ်ရက်မြောက်လွင့်နေနေပေါ့နော်ဆိုတော့ဒီဇင်ဘာ9ရက်နေ့ကနေစပြီးစပြနေပြီပေါ့ romance ကဟိုပိုင်တဲ့ director နဲ့ romance ရိုက်ခွင့်ရတာကဒါအကန်ကောင်းတဲ့အဲအခိုက်အတန့်ပေါ့နော်ဆိုတော့ကျွန်တော်လည်းအများကြီးစူးစမ်းထားပါတယ်တကယ်လို့လိုအပ်ချက်လေးရှိခဲ့လို့ရှင်လည်းနားလည်ပြီပါအခုလည်းပို့ပြီးတော့စူးစမ်းနေပါ ဟုတ်ဒီကြားထဲမှာဟုတ်တယ်ခင်ဗျကျွန်တော်ရဲ့ activities တွေပေါ့နော်ဒီကားရိုက်ထွက်တာကတော့နည်းတယ်လို့ပြောရမှာပေါ့နော်ကြားထဲမှာတော့ဒီနှစ်ထဲမှာဆိုရင်ကန်းကွန်ဒီတကားလောက်ပဲထွက်တယ်လို့ဖြစ်သွားပါပေါ့နော်ဆိုတော့အဲရှေ့မှာတော့လာမယ့်2026မှာတော့ပို့ပြီးတော့စူးစမ်းရပါမယ်တခါလေးကြားလို့ရှိရင်ကျွန်တော် social media မှာ active မဖြစ်ဘူးပေါ့နော်နည်းနည်းလေးလဲအားနည်းတယ်ပေါ့အဲကျွန်တော်အရင်တော့ပြောဘူးလို့ပဲတခါလေးကြားရင်ကျွန်တော်ပျောက်သွားတယ်ဆိုလို့ရှိရင် သူများရဲ့လို့ခဏလောက် ပျောက်သွားမယ်မဟုတ်ပဲねလုံးဝ social media detox လုပ်ပြီးတော့တလနလလောက်ဘာမှမတင်တာမျိုးတွေပါရှိရပါတော့เนาะအဲဒါကျွန်တော်အမှားပေါ့အဲ့လိုမျိုးမဖြစ်ရဘူးပေါ့เนาะပြိတ္တနဲ့ကျွန်တော်တို့ဟိုအလူပညာလုပ်တဲ့လူတွေကတော့အများအထိတွေ့နေရမှာဆိုတော့နောက်ပိုင်းကျလို့ရှိရင်တော့အတက်နိုင်ဆုံးအကောင်းဆုံးများများတင်ပါမယ်ပြင်ပြီးပေါ့ပြောင်းနေတဲ့ချိန်ကတော့ဟိုလိုကြီးပြောင်းနေရတော့မဟုတ်ရှိတယ်ဒါပေမဲ့ဟိုအမှုပညာလုပ်တဲ့ဟာတွေကိုကျွန်တော်မတင်တာပေါ့နော်ဆိုတော့2026မှာတော့ထွက်လာဖို့ရှိတယ်အမှုပညာတော့မတင်တဲ့အပြင်ပြီးတော့ ဟိုမိသားစုအချိန်ပေးရလဲပါတယ်ပေါ့ဟုတ်ဟုတ်ပျောက်နေတဲ့အချိန်မှာတော့လေဟိုဖွင့်လင်းပြောရရင်ကျွန်တော်ရဲ့ပြည်သက်တွေပေါ့နော်ကျွန်တော်ဇက်ကားကိုကြည့်ခြင်းနဲ့ပြည်သက်တွေကတော့ကျွန်တော်တင်တဲ့ social media တခုချင်းစီအတိုင်းမှာတော့လာပြီး comment လေးရေးပေးကြတာပေါ့နော်သူတို့ကအဲအကိုပျောက်နေရဲဟိုဟာဘာလို့အဲ့လောက်ထိပျောက်နေရတော့ဟိုနော်ဆိုတော့လာမေးကြတယ်မိခွန်းနေအများကြီးပဲဆိုတော့အဲခုအမျိုးမဖြစ်အောင်လို့စူးစမ်းနေပါတယ်ဆိုတော့ ဟုတ်တွေ့ပါရယ်ခင်ဗျာတွေ့ပါရယ်ဟိုဟာအဓိကတော့တို့လည်းလွမ်းတာပေါ့နော်ဆိုတော့ကိုချင်းစားပါဟုတ်ကဲ့2025ကတော့အဲကျွန်တော်အတွက်ကတော့ပုံမှန်နှစ်တစ်နှစ်ပါပဲခင်ဗျာအများကြီးကျွန်တော်တူတူကြကြပျော်ရွှင်ရတာတူတူကြကြဝမ်းနေရတာမျိုးတော့မရှိဘူးဒါပေမဲ့ဘဝကလည်းဒီလိုပဲပေါ့နော်တက်လိုက်မြင်းလိုက်နဲ့အနေအကျနဲ့ဆိုတော့ကျွန်တော်လည်းအမှုပညာလို့တော့စိတ်ခံစားချက်ကတော့နည်းနည်းတော့ပိုနှုတဲ့အခါနှုရဲ့ရင့်တဲ့အခါရင့်တယ်ပေါ့နော်ဆိုတော့ခံစားရတာအများကြီးပဲဆိုတော့2026မှာတော့ ပြောနေကြတိုင်းပေါ့နော်ပို့ပြီးတော့ကောင်းအောင်တော့နေထိုင်ကြိုးစားရမယ်လို့တော့စဉ်းစားထားပါတယ်။ဟာဟုတ်ကဲ့တွေ့ရမှာပါ။ဘာလို့ဆိုတော့အခုနောက်ပိုင်းတော့ဟိုအဲ home movie လေးတော့တော်တော်များများရိုက်ဖြစ်တာတော့များရဲ့ရုပ်ရှင်ကတော့အဲတိတ်တော့မရိုက်ဖြစ်သေးဘူးပေါ့နော်။လာကန်လန်းနဲ့ဇန်နှစ်ခုလောက်ကိုလည်းကျွန်တော်မရိုက်ဖြစ်ဘူးပေါ့နော်။ဟုတ်အဲ့ဘူးဆိုတော့အနောက်နောက်မရိုက်ဖြစ်တဲ့အကြောင်းကိုတော့မပြောတော့ပါဘူးများ။ဟိုဆိုတော့နောက်ပိုင်းကြာလို့ရှိရင်တော့ နောက်ပိုင်းကျလို့ရှိရင်တော့ဟိုပို့ပြီးတော့အများကြီးပြိသက်အတွက်ကြိုးစားရပါမယ်ခင်ဗျအဲကျွန်တော်ဆန္ဒပြောသလိုပဲအခုဒီအင်တာဗျူးလေးဖြေနေတဲ့အချိန်မှာဆိုလို့ရှိရင်ဒါသုံးလုံးတင်ပြိုးက episode 2ပေါ့နော်အပိုင်းနဲ့လွတ်နေပြီပေါ့နော်ဆိုတော့ဒီဇင်ဘာ9ရက်နေ့ကနေစပြီးတော့အဲဒီ series လေးကလွတ်နေရပါခင်ဗျဆိုတော့အပိုင်း20ရှိပါတယ်ဒေတာလေးကိုချိန်ပြီးတော့အားပေးဝေဖန်ပေးပါအောင်လို့